ရှာရှာကိုဒီထုတ်လိုက်တော့ယူကရိန်းလွန်ခဲ့တဲ့နိုင်နေနေတုံး Mission Impossible လူစိတ်ကူးရင်အရှင်ဇလန်တွေမှာဒါမြင်ရမယ်လို့တွေးမိခဲ့ဘူးတဲ့တိုက်ခိုက်မှုပုံစံမျိုးနဲ့ယူရှာရဲ့ latest ခန်းတွေကိုတစ်ချိန်တည်းမှာတိုက်ခိုက်ခံရလို့ယူရှာရဲ့မဟာဗျူဟာမြောက်ဘုံကျဲလေရင်တွေမီလောင်ပျက်စီးနေပြီဖြစ်ပါတယ် ချစ်သွားတာကတော့ယူရှားရဲ့မဟာဗျူဟာမြောက်ဘုံကျဲလေရင်တွေရှိနေတဲ့လေတက်စခန်းအနည်းဆုံး၄ခုကိုယူကရိန်းဘက်ကနေဒီယုံတွေအသုံးပြုပြီးတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်ယူရှားရဲ့လေတက်စခန်းတွေလေရင်ကွင်းတွေကိုဒီယုံနဲ့တိုက်ခိုက်ခံရတယ်ဆိုတာအထူးဆန်းတော့မဟုတ်တော့ပေမဲ့ဒီတစ်ကြိမ်ကတော့ယူကရိန်းစစ်ထောက်လမ်းကြီးကပေါ်ဆောင်ခဲ့တဲ့စစ်စင်ကြီးကပြောင်မြောက်လာပါတယ်ယခင်ဖြစ်စဉ်တွေလိုမျိုးယူရှားရဲ့လေတက်စခန်းတွေကို ာဝေးဒီယုံတွေနဲ့မာညာနဲ့ချီပြန်တန်းပြီးတိုက်ခိုက်ခဲ့တာမျိုးမဟုတ်ပဲခေဒီယုံတွေနဲ့အနီးကပ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်ယူကရိန်းစစ်ထောက်လမ်းကြီးနေ့ကနေဦးဆောင်ခဲ့တဲ့ယခုတိုက်ခိုက်မှုကို Fancy in lo အမိပေးထားပြီးယူရှားရဲ့မဟာဗျူဟာမြောက်လေရင်စုစုပေါင်း40တဲ့အစင်းကိုတိုက်ခိုက်နိုင်ခဲ့တယ်လို့တည်င်းထုတ်ပြန်ထားတယ် Operation Web ကိုပြင်းစင်နာ တနစ်ခွဲလော့အချင်းယူခဲ့ရတယ်လို့လည်းပြောထားပါသေးတယ်။တဲတို့ဒီအုံးတွေကိုယူရှားနိုင်ငံနဲ့ခိုးသွင်းရတယ်။တစ်သားနဲ့လှုပ်ထားတဲ့ KCF တွေလည်းယူရှားနိုင်ငံနဲ့ကိုတည်ယူရတယ်။ KCF တွင်တွေရဲ့အမိုးတွေအောက်မှာဒီအုံးတွေကို နေရာချပြီးဝတ်ထားတယ်ပြီးတော့ဒီ KCF တွင်တွေကိုတီကာဂျီရေပေါ်ကိုတင်ပါတယ်။တီကာဂျီတွေကိုယူရှားလေတက်စခန်းတွေနားမှာရပ်ထားတယ်။ တမထားတဲ့အချိန်မှာထေကားပေါ်ကအမိုးပွင့်လာပြီးဂျုံတွေထွက်လာတဲ့ယူရှားလေးတက်စခန်းနဲ့ပြန်ဝင်ပြီးမဟာဗျူဟာမြောက်ဖုံးကျဲလေရင်တွေကိုစိတ်တန်းကြတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ရက်ထားတဲ့ထေကားနောက်ထဲကနေဂျုံတွေတစီပြီးတစီပြန်တက်လာပြီးလေတက်စခန်းတွေကိုဝင်ရောက်တိုက်ခိုက်သွားရဲဆိုတာအရှင်ဇလန်နေကလွေလို့လက်တွေ့မှာမြင်ရလိမ့်မယ်လို့ထင်မိခဲ့ကြမှာမဟုတ်ပါဘူး။ ဒီချက်ကားတွေကိုမောင်းနှင်ပြီး latest ခန်းတွေနာရထားခဲ့တဲ့ three print တွေဆိုတာလေယူကရိန်းစစ်ထောက်လမ်းကြီးရဲ့လက်ကွက်အောက်မှာဘာမှမတီးခဲ့တဲ့ယူရှားလူမျိုးတွေပဲဖြစ်ပါလိမ့်မယ်တိုက်ခိုက်မှုပြီးတဲ့အခါချက်ကားတွေကမီးလောင်ပြီးမိမိကိုယ်ကိုချက်စီးခြင်းဖြစ်တယ်ပြောပေမဲ့တေချာတော့ဒီမပြူနိုင်သေးပါဘူးဗီဒီယိုရေအရာယူရှားရဲ့ latest ခန်းအနည်းဆုံး၄ခု တိုက်ခိုက်ခံထားရပြီးမိခိုးတွေတလေးလေးတနေက အကြီးအကျယ်မီးလောင်နေတာတွေတွေ့ထားရတဲ့ရဲ့90ဆနာမဟာဘျူဟာမြောက်ဖုံးကျဲလေရင်တွေ20ဆမဟာဘျူဟာမြောက်တဲယူပူဆောင်ရေးလေရင်တွေမီးလောင်ပျက်စီးနေတာတွေ့ထားရပါတယ်။ဒါကယူရှားလေတဲ့ရဲ့ညူကလီလနဲ့တဲဆောင်နိုင်တဲ့သုံးကျဲလေရင်တွေအကြီးအကျယ်တိုက်ခိုက်ခံရတာလည်းဖြစ်ပါတယ်ယူရှားနေနဲ့ဆိုဗီယက်ပြည်ထောင်စုပြိုကွဲကြတဲ့ကမဟာဘျူဟာမြောက်ဖုံးကျဲလေရင်တွေကိုဆက်လက်ထုတ်လုပ်ဖို့ အင်တန်ခခဲနေရရှိပြီးဒါလေရင်တွေကိုပဲပြန်လဲအစစ်မြင့်နေရတယ်လေရင်အစ်တထိုးလို့ဖို့ဆိုတာစေစုနှစ်တခုမှမှအစင်းရဲ့အနေငယ်ပဲရှိပါတယ်ဒါကြောင့်ယနေ့တိုက်ခိုက်မှုဟာယူရှားရဲ့ Nuclear Triad Air Force Army Nuclear Capable Strategic Bomber ဘရီစွန်ရီကိုအကြီးအကျယ်ထိခိုက်စေမှာဖြစ်ပါတယ်ယူရှားဘက်ကလည်းသူ့ရဲ့ဥကျေအဲဒီတေဂါတခုအစ်တကွဲတိုက်ခိုက်ခံရတဲ့အထက် ဘလူးများလက်တွန်းပြန်မလဲကြည့်ရဦးမှာပါ နောက်ထပ်တွေးစရာကတော့နာဂါမာလေတက်စခန်းတွေကိုဂျုံရန်ကနေကာဝယ်ဖို့အတွက်အင်တန်လိုအနေပြီးဆိုတာမိမောင်းထိုးပြသွားတာပဲဖြစ်ပါတယ်လေတက်စခန်းတွေမှာဂျမ်မာတွေရှိတတ်ပေမဲ့ ဤနေ့တိုက်ခိုက်မှုမှာ ဖိုင်ဘာအော့တဲ့ဒီယုံတွေသုံးသွားတယ်လို့ယူဆရတယ်ဒါမျိုးဒီယုံတွေကိုဂျမာတွေကဟန်တာနန်စွမ်းမရှိသေးပါဘူးလေတက်စခန်တွေကိုဒီယုံတွေရန်ကနေကာဝယ်ဖို့ဆိုရင်နေပညာမျိုးမဟုတ်ပဲတမယိုးချက်နေလန်တွေဖြစ်တဲ့လေရင်အကာအကွယ်နဲ့တဲ့တွေကိုအားကိုးရဝယ်ရှိနေပါတယ်ဝမ်ဘာဒီယုံ ဘရီကိုယူရှားလေတက်စ်ခန်ရီကကာဝယ်နိုင်စွမ်းရှိသေးတယ်လို့မြန်မာပြည်တွင်းမှာလည်းစာတက်လေတက်စ်ခန်ရီကာဝယ်နိုင်စွမ်းရှိမှုမမဟုတ်သေးပါဘူးရှာရှာလေပြန်တော့လက်တုံးမျိုးလင်းရပါတယ်အင်ပီရှင်ဘေးတော်အောင်